အုံးသီးပါအုံးသီးကနတ်မဟုတ်ပါဘူးအုံးသီးဆိုတာခွဲစားဖို့ပါမဟုတ်လို့စားဖို့ပါအုံးသီးကနတ်မဟုတ်ပါဘူးအဲ့ဒါကုအော်ဒကမကြီးတို့ဒကာတို့မေးကြတယ်အုံးသီးကိုဖြုတ်လိုက်တာတဲ့အဲ့အိမ်ကဘာဖြစ်သွားသေးလဲတဲ့ကဲဒကာကြီးတို့ဒကမကြီးတို့အုံးသီးတွေဖြုတ်လိုက်တာဘာတွေဖြစ်သွားသေးလဲပြောပါဦးဟုတ်ပါဘူးဆိုတော့ကောင်းပါလားဆက်ပါလိမ့်ခင်ဗျာဟိုင်းဟုတ်ပါပြီစိတ်တွေထဲမှာဘလို့တွေရှိတယ်ဖြုတ်လိုက်တော့ ားလုံးမင်္ဂလာပါမောင်ခုတက်ဆက်ပြခြင်းနဲ့ပြိုလေးရတော့လူမှုကွန်ရက်ပေါ်မှာအရောက်မှာခရဲထားနေတယ်ဆရာလေး KD Pantra ရဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မွေးဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဆရာလေးကအင်တီအိမ်မှာစွန့်သွားစားရင်ねအုံဒီကုတ်ွက်ထားတွေ့ပြီးတော့အုံဒီကခွဲစားဖို့ဒီလိုကိုကိုွယ်ဖို့မဟုတ်ဘူးဆိုပြီးတော့အုံဒီရဲ့ရက်တွေကိုဖြုတ်ချလိုက်တာပဲဖြစ်ပါတယ်ဗီဒီယိုတက်မှာဆိုရင်တော့အပြည့်စုံပါပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့လဲဝေဖန်မှုအရောက်မှာမြင့်တက်နေပါတော့ဆရာလေးကကိုယ်လုံမလုံဖ ೇನೆ အဲဒါသူများအိမ်ကကိုကိုွယ်ထားတာကိုတော့ဖြုတ်ချရဲဆိုပြီးတော့လူပြောများနေရပဲဖြစ်ပါတယ်အခုကြည့်နေတဲ့မျိုး ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာကွန်မန့်လေးတွေရေးသွားပါအောင်ရှင်။ဝေးဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။ဆရာလေးရတော့ဒါရွှေတောင်မျိုးရွှေတောင်မျိုးမဲတော့ရွာကိုရောက်နေပါလေ။ညတော့ကဒီအိမ်ရှင်အိမ်ရှင်မိသားစုကဒကာဒကမတွေရဆရာလေးကိုနေရာထိုင်ရင်းပေးလူချင်းအာယုံဆုံးအလှူတွေကိုကတ်လူပြီးတော့ကုသိုလ်တရားတွေကိုပြုကြတယ်ပေါ့။အဲဒီတော့ဆရာလေးတို့ရဲ့မြတ်စွာဘုရားရှင်ရဲ့ပိဇာတရားတွေဆိုတာကအမှန်ကိုသိမြင်ရတာပါ။ အဲ့ဒီအမှန်ကိုသိမြင်တဲ့အခါကျတော့အယူမတွေကိုပယ်ဖြတ်ပြရပါတယ်လို့နော်အဲ့တော့ဆရာလေးကဒီအိမ်မှာကိုယ်ွယ်မှုလေးတွေပေါ်မှာသူတို့ရဲ့မားရင်းစာကိုယ်ွယ်ထားတဲ့ဒါကပြောမယ်ဆိုရင်တော့အုံးလိပါပဲဟုတ်တယ်နော်ဒကမကြီးဒကမကြီးပြလိုက်ပါအခုတော့ဆရာလေးကိုမိစ္ဆာဒိဋ္ဌိအယူဝါဒတွေကိုဆွန့်လွတ်လိုက်ပါပြီဒါကအုံးလိပါအုံးလိကနတ်မဟုတ်ပါဘူးဆရာလေးတို့30ပုံရှိပါလေနတ်ပြည်က6ခက်မြမဘုံက20လူဘုံကတဘုံအပေက4ဘုံပါ အဲ့ဒီ30ပုံနဲ့မှအုံဒီနဲ့ဆိုတာမရှိပါဘူးအယူမားတွေမီယိုပလာဆင်းသက်လာပြီးတော့မီယိုပလာရဲ့ရှေရုံအစွဲတွေနဲ့အုံဒီကိုနက်လုပ်ပြီးတော့ကိုးကွယ်လာတဲ့အယူမားတွေကြောင့်ပြန်ပြီးတော့ပြောမယ်မိုးလေးတော့ရှာစားရတာကိုယ့်ဘက်ကိုစားရတာမဟုတ်ဘူးရှာခွင့်လောက်ကန်ရတာကိုယ့်ရဲ့ကဲညင်ဝရိယနဲ့ရှာခွင့်ရမှာလားဒီအုံဒီကကိုယ်ဘာလုပ်ပေးနိုင်အလုတ်လိုက်ရှုပ်ပေးတာပဲရှိတယ်ကိုယ့်ရဲ့အလုတ်ရှုပ်တာအုံဒီကရှုပ်တာမဟုတ်ဘူးမိမိရဲ့မားရွေးစွာဆွဲလန်းထားတဲ့ဥပဒေညောင် အုံးဒီကိုဝဲခေါင်းပေါင်းပေါင်းလက်ဆိုပြီးတော့ခေါင်းပိုက်ကြတယ်အယူမားတွေမဟုတ်ဘူးလားအဲ့ဒီအယူမားတွေဒီတဲ့မီယိုပလာဆင်းတက်လာခဲ့တယ်ဆင်းတက်လာခဲ့ပြီးတော့ဆွဲထားတဲ့အမားဖြစ်တယ်အခုတော့တီသွားပြီးတဲ့မိမိခန္ဓာကမိမိအစိုးရလို့လားမမြင်ပါဘူးမိမိခန္ဓာကမြဲတာလားမမြဲတာလားမမြဲပါဘူးမိမိခန္ဓာကဘာလုပ်ပေးနေရတာလဲပြုပြင်ပေးနေရပြုပြင်ရင်းနဲ့ဘာဖြစ်သွားတာလဲပျက်စီးသွားတယ်အစိုးမရတဲ့အနတ္တခန္ဓာပုတ်ခန္ဓာတော့မှမမြဲဘူးအရာရာတိမြဲတာရှိပါဘူး မမြဲပါဘူးဒါဆိုရင်အယူမှန်သွားတဲ့ခါကျတော့ဒီမိစ္ဆာဒိဋ္ဌိအယူဝါဒကိုဆရာလေးကိုစွန့်လွတ်တယ်ဆရာလေးကိုသူ့ရဲ့မိစ္ဆာဒိဋ္ဌိယူဝါဒကိုအပြစ်စွန့်လွတ်လိုက်တဲ့အတွက်ကိုယ်ကွယ်မှုတွေမှားနေတဲ့မြန်မာနိုင်ငံဒီနိုင်ငံသားတွေအားလုံးဗုဒ္ဓဘာသာတွေအားလုံး30ပုံထဲမှာမရှိတဲ့နှက်ကိုကိုယ်ကွယ်မနေပါနဲ့ကိုယ်ကွယ်ရမှာကတော့ဖရာတရားတန်ခါယတနာသုံးပါးသာဖြစ်တယ်မိမိကိုယ်သာမိမိအားကိုးရလို့မြတ်ဗုဒ္ဓကမှာခဲ့ပါတယ်အဲ့တော့မိမိကိုယ်ကိုမိမိဘလို့အားကိုးမလဲ ငါးပါးသောတီလာနဲ့ပြည့်စုံစွာတီလာတည်ပြီလေအာကိုရရှစ်ပါးသောတီလာတည်ပြီလေမိမိရဲ့အာကိုရမမြဲခြင်းသဘောတရားနဲ့ပျက်စီးနေသောမိမိရဲ့ခန္ဓာကလည်းမိမိရဲ့အာကိုရမဟုတ်ဘူးအဲ့ဒီတော့ပျက်စီးနေတဲ့ခန္ဓာတည်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါအောင်စားလည်းမဟုတ်ဘူးလို့သိနေတဲ့ဉာဏ်တည်ပြီလေမိမိရဲ့အာကိုရပြီကဲအားလုံးပဲတရားဓမ္မလို့အယူမားကိုစိုးလို့လိုက်ပါသည်အုံဒီဆိုတာခွဲစားဖို့ပါမဟုတ်လို့စားဖို့ပါအုံဒီကလက်မဟုတ်ပါဘူး မိရောဗလာဆင်းသက်လာတဲ့အယူမားတွေကိုပယ်ဖျက်လိုက်ကြပါတော့အဲဒါကတော့ရွှေတောင်ရွှေတောင်နဲ့အင်းမကြားကမဲရောရွာကဖြစ်ပါတယ်လို့အဲ့ဒါကုအော်ဒကမာကြီးတို့ဒကာတို့မေးကြတယ်အုံးသီးကိုဖြုတ်လိုက်တာတဲ့အဲ့အိမ်ကဘာဖြစ်သွားသေးလဲတဲ့ကဲဒကာကြီးတို့ဒကမာကြီးတို့အုံးသီးတွေဖြုတ်လိုက်တာဘာတွေဖြစ်သွားသေးလဲပြောပါဦး ဟာဟုတ်ပါပြီစိတ်တွေထဲမှာဘလို့တွေရှိတယ်ဖြုတ်လိုက်တော့ဟုတ်ပါပါလို့ဟုတ်ပြီအေးဟုတ်ပြီနောက်ကောအော်အလောက်ကနေလည်းစင်ပြေပါတယ်နှလုံးနေတယ်နှလုံးနေတယ်ပေါက်ပါတယ်စိတ်တွေလည်းပေါက်ပါပါစိတ်တွေလည်းကဲဒီမိသားစုကနေပြီးတော့မာရင်နဲ့မိစ္ဆာဒိဋ္ဌိယူဝါဒတွေကိုတဲ့ဖြုတ်ပြီးတဲ့နေရာနေစပြီးတော့တဲ့စိတ်တွေလည်းလွတ်လပ်သွားတယ်တဲ့ပေါ်ပါသွားတယ်တဲ့အုံဒီကိုလိုက်ကစား ပိတ်စရာလည်းမလိုတော့အဲပိတ်စရာလည်းမလိုတော့ဘူးပိတ်စရာလည်းမလိုတော့ဘူးအလုတ်ရှုပ်လဲတတ်တာသွားတယ်အုံဒီဝယ်ရမယ်ပတ်စံလဲမကုံတော့ဘူးဗောကဲအလုံးမဲ့နော်ဟိုနှအုံဒီကိစ္စကိုဖြုတ်တဲ့အိမ်ဘာဖြစ်သွားတယ်လို့မေးနေကြတယ်တက္ကသမအပေါင်းမသူတို့ရဲ့ရုပ်ကလေးတွေကိုပဲကြည့်လိုက်ပါစိတ်တွေရှင်းလင်းသွားရောပေါ်ပါသွားလို့တဲ့ဒါကရကရှိမှလို့နော်အခုလဲဒီနေ့ဆရာလေးကိုဖိတ်ကြားပြီးတော့ အဲ့ဒါနေဆုံးကတ်ကြတာလို့အဲ့ဒါဆရာလေးတို့ရဲ့သာသနာမှာဝိုင်းဝန်းပြီးတော့မှားရင်တော့အယူဝါဒတွေကိုစွန့်လွန်လိုက်တာနဲ့တပြိုင်နဲ့စိတ်နှလုံးတွေဒီအဲစိတ်နှလုံးတွေကပေါ်ပါပြီးတော့လန်းဆန်းသွားပါတယ်တဲ့ဒါကတော့ဆရာလေးကိုသူ့အိမ်ကိုကိုယ်တိုင်ပြင်ဖိတ်ထားတဲ့တခါကြီးပါပဲတခါကြီးကဆရာလေးတို့ကို စိုးဝကြတော့တတ်တက်လို့နဲ့ဖုံးလာလားလို့မေးလိုက်တဲ့မိခွန်းလေးပေါ်မှာဆရာလေးကတတ်တက်လို့ဆိုတာဘာကိုခေါ်တာလဲဆိုတာကိုဆရာလေးကရှင်းပြပေးမယ်နော်ဝတားကတတ်တက်လို့လားမလို့ဘူးကြတားကောတတ်တက်လို့လားမလို့ဘူးဟုတ်ပြီငါးကောတတ်တက်လို့လားမလို့ဘူးတကယ်အလားကဒါရဲသမီးတို့တိထားတဲ့အတိကိုခေါ်တယ်တကယ်ဟုတ်လားမဟုတ်လားဆိုတာတတ်တက်လို့ဆိုတာဘာကိုခေါ်တာလဲတဲ့ ်အခုဒကာကြီးကဆရာလေးကိုဝတ်သားဟင်းနဲ့ဆုံးကတ်မယ်ရှိပါစို့အဲ့ဝတ်ကိုဒကာကြီးရိုက်တတ်တာလားဟုတ်ပါဟုတ်ပါอืมတော့ဝယ်လာလားမလားဒါဆိုရင်ဒကာကြီးကသူများတက်ကိုတက်ပြီးတော့ကတ်တာလားဆရာလေးကိုတက်တက်လွတ်ပြီးတော့ကတ်တာလားတားတက်လွတ်သဘောပေါက်လားဟုတ်တယ်နော်ဆရာလေးကဝတ်သားနေတော့စားတယ်ကိုယ်တိုင်တက်စားလာမဟုတ်ဘူးဒကာကြီးကလည်းကိုယ်တိုင်ဝက်ကိုသွားရိုက်တက်တာမဟုတ်ဘူး အဲ့တော့ဆရာလေးကိုစားတောက်တယ်ဒကာကြီးတို့စားတောက်တယ်မှာငားလည်းပါတယ်ချက်သားလည်းပါတယ်ကိုတိုင်းရိုက်ပြီးတော့တက်တာဆိုရင်တော့ဒါကတားတက်မလို့ဘူးကိုတိုင်းမတက်ဖဲနဲ့စားတာဒါဈေးထဲမှာငားလေးတွေဝယ်လာခဲ့တယ်အဲချက်သားလေးတွေဝယ်လာခဲ့တယ်အဲ့ဒါလေးတွေကိုချက်ပြီးတော့ကတ်တာကိုမိမိကိုတိုင်းတက်ထားတာမဟုတ်တဲ့အတွက်တက်တက်လို့လို့ဒိဗေရတယ်ဒါကိုမတိကြတော့ဝတားတက်တက်မျိုးချက်သားတက်တကယ်စကလုံးကတားတက်လို့ အဲ့ဒါကိုယ်တိုင်တက်တာမဟုတ်ဘူးတဲ့အဲ့ဒါကိုတက်တက်လို့လို့ခေါ်တာအဲ့တော့ခုနကပြောတက်တက်လို့ဆိုတော့ခုနကအာချက်သားလေးကအသက်ရှင်နေမှာလို့ဝတ်သားလေးကအသက်ရှင်နေမှာလို့ဒီလိုမျိုးမဟုတ်ဘူးကိုယ်တိုင်တက်ပြီးတော့မှအဲ့ဒါကိုတက်တက်မလုပ်ဘူးကိုယ်တိုင်မတက်ဖဲနဲ့စားတောက်တာဒီတက်တက်လုပ်ပဲဒါဆိုရင်တက်တက်လုပ်ကိုနားလည်သွားပြီပေါ့ဟုတ်ပြီနော်အဲနောက်တစ်ခုအခုမီးလွတ်စားတယ်လို့ကြားဘူးတယ်မလား ်မီးလို့တင်စားရလို့ဟုတ်တယ်မီးလို့စားတဲ့အိဗယ်ကိုပြောပြပါမယ်မီးလို့ဆိုတာကဆရာလေးတို့အခုစားလိုက်ပါပြီးတော့ရှမင်းအဟာရတွေကိုဆရာလေးတို့ကမီးဝဲပြီးတဲ့ဟုတ်လားဒီထဲမှာဒီမှာဟင်းနေလည်းရှိပြီပေါ့ခုနလည်းခုနတက်တက်လို့ကတော့တည်သွားပြီဒါတွေကရှမင်းဟင်းတွေကိုထည့်လိုက်ပါပြီဆိုပါလို့အဲ့ဒီစားနေတဲ့ရှမင်းဟင်းပေါ်မှာခုနဆရာလေးပြောတယ်လေခမင်းကိုလက်ကလေးနဲ့တဲတာလေပါဇက်သေးကိုထဲလိုက်တယ်ပစောင်းလေးကိုထဲလိုက်တယ် အရေးကြီးတဲ့ဇတွဲတွေနဲ့လုံးထွေးပြီးတော့မျိုးချနေတဲ့အခါမှာလောဘမီးတွေရှိလားလောဘမီးတွေတောက်ပါမလားဒီထမင်းဟင်းတွေဟာကောင်းလိုက်တော့ချိန်လိုက်တာလို့လောဘမီးရှိပါမလားမရှိဘူးဘာကြောင့်လဲတဲ့မိမိစားနေရတာကမစားဘဲနဲ့နေလို့မရတဲ့ဒုက္ခသစ္စာစားနေရတော့လေတဲ့ရှားအောက်ကတရေကြီးပစောင်းနေရဇတွဲတွေနဲ့လုံးထွေးပြီးတော့မျိုးချနေရတဲ့မိမိရဲ့ဘူးဒုက္ခကြီးမဟုတ်ဘူးလားအဲ့ဒါဆိုရင်လောဘမီးတောက်เสียရှိတာ ဒေါသမီရောတောက်လာအဲ့ဒါမီးလွတ်စားတာကိလေသာမီးလွတ်ရနဲ့စားတာဆရာလေးတို့ချမင်းစားတော့ခန္ဓာလေးနဲ့ပြောမယ်ဆိုရင်နဲ့ဟာဒီမှာရှာရှိတယ်ဗမာလူပြောမယ်ဓလေးပါနဲ့ပေါင်းထားတဲ့ရုပ်လို့ခေါ်တယ်ရှာခမင်းဟင်းနေရအရတာဓာတ်မဟုတ်ဘူးလားအဲ့ဒီရှာနဲ့ရတာနဲ့နှစ်ခုထိတွေ့လိုက်တာမဟုတ်ဘူးလားရှာကြည့်နဲ့ရတာတဲ့နဲ့ထိတွေ့လိုက်တဲ့အချိန်မှာစားတဲ့စိတ်ကလေးပေါ်လာရှာကြည့်နဲ့ရတာတဲ့ကယုံကြည်ရစားစိတ်ကနန်တရား စားလိုက်တော့တဲ့အဲ့ဒီရတာလေးကချိုးတယ်ဆိုရင်ချိုးတဲ့ရတာလေးခံစားလိုက်တာကဝိရဏချိုးတယ်လို့မှတ်လိုက်တာကတင်ညာချိုးတယ်လို့သိနေတာကဝိညာဉ်ချိုးတယ်လို့သိအောင်မှတ်အောင်လှုပ်ဆော်ပြီးနေတာကစေတနာသင်္ခါရတရားဒါဆိုရင်စားနေတာကငါတိတူပဲယောက်ျားမိမပုဂ္ဂိုလ်တ attva တွေစားနေတာလားခန္ဓာ၅ပါးပေါ်နေတာလားခန္ဓာ၅ပါးပေါ်နေတာရှားကြီးနဲ့ရတာကရုပ်တရား စားလိုက်တော့စားစိတ်ပေါ်တယ်လေစားတော့ကောင်းတယ်မကောင်းဘူးချိုးတယ်ချင်တယ်လို့ခံစားနေတာကဝိရဏပေါ်တယ်လေဒါကချိုးတယ်ချင်တယ်လို့မှတ်နေတာကတင်ညာပေါ်နေတာဒီအယုံတွေကိုသိနေတာကဝိညာဉ်ပဲဆိုတော့စားနေတာကရောင်ကြမ်းမင်းမပုဂ္ဂိုလ်တတော်မှမဟုတ်ဘူးလေခံဆရာလေးပြောတာဟုတ်လားမဟုတ်လားမှန်လားမမှန်လားဆိုတာကွန်မန့်လေးရအောင်မရေးပြီးတော့ပါအောင်ရှင် ဝင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှင်ပြီလို့အားလုံးကျေးဇူးတင်ပါရှင်နောက်ထပ်လည်းမိုးဆက်လီတည်နေဘဟုဘဟုတုတရရဆရာဗီဒီယိုလေးတွေကိုနှင်းစင်နဲ့တင်ဆက်ပေးတော့မှာမို့မိုးရဲ့ channel လေးကို like and subscribe နဲ့တောက်လို့လည်းတောင်းဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား